မကတော့ဒေါက်တာမေသူတန်းရှည်ဖြစ်ပါတယ်။အမရဲ့တမီးလေးကဩရတမေပေါ့နော်။ဩရတမေက IGCSC O level မှာသူက 7A+ နဲ့ 1A ရတယ်ပေါ့နော်။ရပြီးတဲ့အခါမှာအမအကြောင်းနေကိုလိုက်ကြည့်ရပေါ့။အဲ့ဒါဆိုအမရဲ့ human check ကအဲအမရဲ့တမီးလေးကိုစေချောင်းပေါ့ international စေချောင်းတက်စီစင်တာပေါ့။တက်စီစင်တော့အကြောင်းပေါင်းစုံလေးလာပြီးတော့မှဒီ EDU link ကိုအမကရွေးချယ်လိုက်တယ်။ရွေးချယ်လိုက်တဲ့အခါမှာလေ မရွေးချယ်မှုမှန်ကန်သွားတယ်ပေါ့နော်မှန်ကန်သွားတယ်ဆိုတော့အမအခုဆိုရင်အမရဲ့တမိလေးအားဆိုရင်အာ preconditional offer တွေကို Ireland Dublin စေချောင်းရဲ့ Newcastle စေချောင်းရဲ့ US က Biomedical Science သုံးခုကိုအမရရှိထားတယ်ပေါ့နော်အဲ့ဒီအတွက်အမရဲ့ demand ချက်ကအောင်မြင်တယ်အမရဲ့ရွေးချယ်မှုကလည်းအရင် မှန်ကန်ခဲ့ရပေါ့နော် အမရဲ့ဒီ graduation ကိုတက်ရောက်တဲ့ခါမှာဆိုရင်အမအနေနဲ့တအားကိုဟောပေါ့ဝမ်းသာဂုဏ်ယူရတယ်ပေါ့နော်အမရဲ့ရီမန်းချက်ပေါ့နော် milestone တစ်ခုလည်းအမပြည့်စုံတယ်လို့ခံစားရတယ်ပေါ့နော်ကျေးဇူးပါ